ရွှေချိန်ငါးပိတ်သာတန်ကျေရှိတဲ့ရွှေသားအတိမင်္ဂလာဝတ်စုံနဲ့တရုတ်ပြည်ကတောင်ထိမှပြည်ဝင်တင်ပုံတွေရိုက်ကူးပြီးနိုင်ငံကျော်မင်းသမီးတွေကိုအခုလိုခြေချသွားတဲ့စိန်ဘီယံမမတ်သက်စုခိုင်မြန်မာနိုင်ငံကအရန်ချမ်းသာလို့နဲ့ခရိုနီတရေတွေသာပြည်ဝင်တင်တွားရောက်ရိုက်ကူးနိုင်ကြတယ်တရုတ်ပြည်ကတောင်ထိမှတော့ ချီရတဲ့သူနဲ့ပြိဝင်တင်သွားရောက်ရိုက်ကူးပြီးရင်သက်ရှုံမောပဲပုံရိပ်တွေကြောင့်အများအားကြနေကြရတာကတော့စိန်ပြေမှာမတ်သက်စုခိုင်းဖြစ်ပါတယ်။မျောလဲမထားပဲပြိဝင်တင်ပုံရိပ်တွေကိုချပြလိုက်တာကြောင့်လည်းအလုံးကအားသင်ခဲကြရတာကတော့အသေးချပါပဲရှင်။မကြခင်ဝါကျွတ်မှာလက်ထက်မင်္ဂလာဝဲတွေကိုအပြိုင်ဆိုင်ခန်းနာစွာနဲ့ကျင်းမကြတော့မှလည်းဖြစ်ပါတယ်နော်။ဝါကျွတ်ချစ်သူတွေကတော့အခုဆိုရင်တော့မင်္ဂလာဝဲအတွက်အစီအစဉ်နေကြပြီလည်းဖြစ်ပါတယ်။အခုလက်တလောမှာတော့နိုင်ငံကျော်အမှုပညာရှင်ကြီးတွေရဲ့လက်ထက်မင်္ဂလာဝဲတွေနဲ့အပြိုင်ခန်းနာစွာထွက်ပေါ်လာခဲ့တာကတော့စိန်အင်ဂရီကမမငဲလို့ခေါ်တဲ့ ဲ့မတဲစုခိုင်ရဲ့မိင်္ဂလာသတင်းပဲဖြစ်ပါတယ်။မတဲစုခိုင်လို့ခေါ်တဲ့မမငယ်ကိုတော့တော်တော်များများကသိကြမှာပါ။မတဲစုခိုင်ကသူ့ရဲ့စင်အင်ဂရီစင်တိုက်ကိုအနုပညာရှင်ကြီးတွေနဲ့ကြော်ညာလာကြောင်းလဲအနုပညာအတန်းဝိုင်းနဲ့အနည်းဆက်သူတူလည်းဖြစ်ပါတယ်။စင်တိုက်ပိုင်းရှင်တတိမကြီးတူပိတာဆိုပါပဲနိုင်ငံစောထိတ်တဲ့အနုပညာရှင်တွေကိုခေါ်ယူကသူမရဲ့စင်အင်ဂရီစင်ဆိုင်ကိုကြော်ညာခိုင်းတာပဲဖြစ်ပါတယ်။ထိတ်တဲ့အစရောမင်းသားစင်ဆိုင်ခမ်းလိုက်အပောင်းဝင်ထိတ်တဲ့အနုပညာရှင်ဇနီးမောင်နှံဖြစ်ကြတဲ့ပြည်တူးနဲ့ဦးဝဲတို့ကိုလည်းခေါ်ယူပြီးတော့သူ့ရဲ့စင်ဆိုင်ကိုကြော်ညာခဲ့တာပဲဖြစ်ပါတယ်။ပြည်တူး ရုဇနီးမောင်နှင်ကအနုပညာအလုပ်တွေကိုရန်နာပြီးတော့ခံဘက်ပြန်လာခြင်းကြမှာပဲစိန်ဂရီစိန်ဆိုင်ကိုပထမဆုံးကြောင်းနာပြီးခဲ့ကြသူတွေဖြစ်ပါတယ်ထိတဲ့အနုပညာရှင်နေတဲ့အပြိုင်မမငယ်ကကိုရိုင်းပဝံတယောက်ဆောင်ပြီးတော့စိန်ဂရီစိန်ဆိုင်ကိုကြောင်းနာလာကြောင်းလဲထိတဲ့အနုပညာရှင်တယောက်အလားပြည်သက်တော်တော်များများကသိနေကြတာပဲဖြစ်ပါတယ်မတ်သက်စုခိုင်ကရုပ်ရည်ချောမောတဲ့စိန်အင်္ဂရိစိန်တိုက်ပိုင်ရှင်တတိတူဖြစ်တယ်လို့ပညာရေးမှာဆိုရင်လဲဒေါက်တာမလီတူဖြစ်ပါတယ်နော်ဒီလိုအဖက်ဖက်ကပြည့်စုံလာတဲ့မမငယ်ကိုတော့ချွေးမတော်ခြင်းတဲ့သူတွေကတန်းစီနေကြမှာပါရှင်ဒါပေမဲ့မမငယ်က တော့ချဲရတဲ့သူနဲ့ရွှေလက်ကျွဲတော့မှဖြစ်တဲ့အကြောင်းတရုတ်ပြည်ရဲ့ကတောင်ထိန်မှရိုက်ကူးချတဲ့ပြည်ဝင်ကြီးပုံရိပ်တွေကိုချပြပြီးတော့အတိပေးလာခဲ့ပြီးဖြစ်ပါတယ်။သူတို့နှစ်ဦးကလိုက်ဖက်တဲလို့လည်းအများကချီချူထောပနာပြုထားတာတွေရှိပါတယ်။ အများနဲ့မတူပဲရွှေချိန်၅ဘိတ်သာအတင်းနဲ့ဖန်တီချုပ်လုပ်ထားတဲ့မင်္ဂလာဝတ်စုံကြီးနဲ့အတူရေကတောင်ထိန်မာရိုက်ကူးထားတဲ့တပ်ပုံတွေကတော့တကယ့်ကိုမင်္ဂလေးတိုင်းအားချမ်းရလောက်တဲ့အနေထားပါပဲရှင်။ဒါမှန်ချမ်းသာရောင်လောင်းနဲ့တရုတ်ပြည်ရေကတောင်ထိန်မာပရိဝတ်ချင်းရိုက်ကူးဖို့ဆိုတာကမဖြစ်နိုင်တဲ့အနေအထားမျိုးပါ။အဲ့ဒါကောမမတ်သက်စုခိုင်တို့ကတော့ကျန်းသာကြောဝါကြသူတွေပြီးပြီးရွှေငါးဘိတ်သားနဲ့အလှဆင်ချုပ်လုပ်ထားတဲ့မင်္ဂလာဝတ်စုံကြီးကိုဝတ်ပြလိုက်ပြီးတော့နိုင်ငံကျော်မင်းသမီးတချို့ကိုခြေပြလိုက်ပါပြီရှင်။ဒါပြင်တခြားသောတန်မိုးကြီးမကခန္ဓာလှပလွန်တဲ့မင်္ဂလာဝတ်စုံလေးနဲ့ပရိဝတီတပ်ဖ ုံတွေကိုရိုက်ကူးခဲ့ကြသေးတာဖြစ်ပါတယ်။ပြည်ဝကျင်းမှာတော့ငွေကိုသိန်းသောင်းချီအကုန်ကျခံပြီးရိုက်ကူးခဲ့တာကြောင့်စိန်ဂရီမမငယ်တို့ရဲ့ချမ်းသာကြဝမှုကတော့မှန်းဆလို့တောင်မရနိုင်ပါဘူးရှင်။မကြမီမှာလည်းမင်္ဂလာဝဲကြီးကိုကြည်ကျက်ခမ်းနားစွာနဲ့ကျင်းမာတော့မယ်ဆိုတာကတော့သိကြနေခဲ့ပါပြီ။မမငယ်တို့ရဲ့သိန်းသောင်းချီအကုန်ကျခံပြီးတော့ခမ်းနားစုံကျင်းမာမယ့်မင်္ဂလာဝဲကြီးကိုတော့ပြည်သူတွေကလည်းစိတ်လုံရှားစွာနဲ့စောင့်မျှော်နေကြပါတယ်။မမငယ်တို့ရဲ့မင်္ဂလာဝဲမှာထိတ်တဲ့အမှုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေများစွာကလည်းတက်ရောက်ကွန်ပျူတာမှာဖြစ်တာကြောင့်ဒီနှစ်ထက်မှာတော့အခမ်းအနားဆုံးမင်္ဂလာပွဲတို့ ွဲဖြတ်လိုက်မယ်လို့လည်းအားလုံးကခံမှန်းနေကြပါရယ်အတလုံးမှာတော့လိုက်ဖက်လွန်လာတဲ့မမငယ်တို့ရဲ့ပြင်ဝင်ကြီးပုံရိပ်ကြီးကအရန်ကိုလှပလွန်တယ်လို့အစင်နှန်းရှိလွန်လာကြောင်းလဲမင်္ဂလီပရိသတ်ဒီအားကြမှုအပေါင်းရရှိနေတယ်ဆိုတာကတော့အမှန်ပါပဲရှင်မင်္ဂလာပွဲမှာဆိုရင်လဲစစန်းခမ်းလိုင်းကသူတို့သားအရန်ဖြစ်ပဝင်အဖြစ်သွားမှာဖြစ်တယ်လို့ဆန်းဆန်းပြပြကြက်အရာသိရပါရယ်ထိတ်တန့်ပုံကိုရင်းနဲ့စီကားတိုင်းမြင့်စွာကျမတို့မေးစေဂရီမမငယ်တို့ရဲ့မင်္ဂလာပွဲကတကယ်ရောအားကြစရာကောင်းနေမလားနောက်ထပ်ရောဘယ်အမှုပညာရှင်တွေကမမငယ်တို့ရဲ့မင်္ဂလာပွဲမှာပဝင်အဖြစ်ပြီးသွားကြမလဲဆိုတော့ ပြည်သက်ကြီးတို့တည်ထားတာရှိရင်လည်းပြောခဲ့ပြီးကြပါဦးချစ်သူတိုင်းညာလို့ညာတဲ့သူတိုင်းချစ်ကြပါစေရှင်